ားလုံးပဲမင်္ဂလာပါတခင်းဖစ်ဘောတေအာ YouTube channel နဲ့တခင်းတက်တော့နေပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်တို့ဒီနေ့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Arsenal 2003 2004ဘောလုံးရာသီကိုဘယ်လိုဖြတ်တန်းခဲ့လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ညီကိုတို့နဲ့အတူတူပြောပြောကြည့်အောင်ပေါ့နော်ညီကိုတို့ကလည်းညီကိုတို့တီအဲ့အဲ့နှစ်ကပေါ့နော် Arsenal ပေးတတ်တယ်နော်တခြား16အသင်းဖန်တွေဝင်းမရောင်းနဲ့ Arsenal ပေးတတ်တယ်ပဲဘာလို့လဲဆိုတော့တခြား16အသင်းဖန်တွေလည်း Arsenal ကိုချစ်တဲ့ဖန်တွေရှိပါတယ် အဲ့အဲ့လိုဆိုတော့ဝင်မှန်းလို့ရပါတယ်အာဆင်နယ်ကိုအသက်လုံးမုန်းနေတဲ့ဖန်နေရတော့ဟိုဝင်မမှန်ပါနဲ့ဘာလို့လဲဆိုတော့အရွှေဖလားအကြောင်းကိုပြောဖို့ဆိုတာ2003 2004လေးရာသီကိုပြောဖို့ဆိုတာအဲ့လိုပြောနိုင်မှုဆိုတာအာဆင်နယ်တသိမ်းပဲရှိလို့ပါအားအကြောင်းဟိုဝင်မပြောပါနဲ့ဟနော်အဲ့တော့2003 2004ရာသီမှာရာသီမှာအာဆင်နယ်က38ပွဲမှာပရီးမီးယားလေး38ပွဲမှာ26ပွဲနဲ့ဆန်တဲ့ပွဲတည်ရည်နဲ့ရှုံးပွဲမရှိဆိုတဲ့စံချိန်နဲ့တမိုင်းမှန်တန်တစ်ခုကိုရေးထိုးပြီးတော့ပရီးမီးယားလေး ဖလားကိုယူနိုင်ခဲ့ပါတယ်အဲ့ဒါကို FA ကဂုံပြူတဲ့အနေနဲ့အဲအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကဂုံပြူတဲ့အနေနဲ့အာဆင်နယ်ကိုရွှေဖလားတဲတဲလေးတလုံးပေးခဲ့ပါတယ်အဲ့ရွှေရွှေဖလားတဲတဲလေးတလုံးကအင်္ဂလန်မှာပဲရှာရှာမြန်မာပြည်မှာပဲရှာရှာတကဘာလုံးမှာပဲရှာရှာအာဆင်နယ်တသိမ်းမှရှိပါတယ်ခုချိန်ထိခုချိန်ထိအင်္ဂလန်ပရီးမီးယားလီဂ်မှာရှုံးပွဲမရှိစံချိန်တင်ပြီးရွှေဖလားရထားတာဆိုတော့ကျွန်တော်တို့အာဆင်နယ်တသိမ်းမှရှိပါတယ်ဒါကတော့ခုချိန်ထိအာဆင်နယ်ရဲ့တမိုင်းကို2000 2004ရနေပြီးတော့အခု2025အထိ22နှစ်တိုင်အောင် ဘယ်အသိဉာဏ်မှာစံချိန်ချိုးနိုင်ခြင်းမရှိသေးဘူးအဲဘယ်အသိဉာဏ်မှာစံချိန်ချိုးနိုင်ခြင်းမရှိသေးဘူးအဲ့အဲ့လိုမျိုးဖြစ်လာအောင်လို့ဒီဘောလုံးဆက်ခုံပေါ်မှာအာဆင်နယ်ကထင်ရှားတဲ့အသင်းတွေဖြစ်လာတယ်အဲပြီးတော့ပြီးတော့ပရီးမီးယားလိဆိုတာဟိုဘယ်လိုပြောရမလဲတော်သားလိမဟုတ်လဲလဲသမားလိမဟုတ်လဲလွယ်လွယ်ကူကူလိမဟုတ်ခက်ခဲချမ်းတမ်းနဲ့ပြီးဘောက်ဆင်ဒေးတွေဘာတွေနဲ့ဆောင်းရည်ဖြတ်တန်းမှုတွေကျမ်းတမ်းနဲ့ဘလိတခုမှဒီလိုရှုံးပွဲမရှိစံချိန်နဲ့စံချိန်နဲ့ ရသွားတယ်ဆိုတာကလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ခုတော့ရှိပါတယ်ဒီမှာဝင်ရောက်ဆွေးနွေးခွင့်ပြုမယ်မှာကျွန်တော်တို့ရဲ့ကျေးဇူးရှင်အသင်းကတော့ကျွန်တော်တို့ဝင်ရောက်ဆွေးနွေးခွင့်ပြုပါတယ်။အဲ့ဒါကတော့ Man U ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Arsenal ရှုံးဝဲမရှိဆန်းကျင်ဖြစ်သွားတဲ့အချိန်ကပွဲစဉ်6လောက်မှာ Man U နဲ့တွေ့ပါတယ်။အဲ့မှာကြီးကျယ်ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ပြင်းထန်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ကြီး Patrick Vieira ထုတ်ခံလိုက်ရပါတယ်။ Patrick Vieira ထုတ်ခံလိုက်ရတဲ့အချိန်မှာ Arsenal က Man U ကနောက်ဆုံးမိနစ်မှာဟိုပါပေါ့ ဘယ်လိုပြောရမလဲနောက်ဆုံးမိနစ်မှာပလက်တီရပါတယ်ပလက်တီရတော့အဲနစ်ဆရရိုင်းကန်တာဘာထီပြန်ထွက်သွားပါတယ်เนาะအဲ့ဒါကြောင့်မို့အာဆန်နယ်ကရှုံးဝဲမရှိစံချိန်နဲ့ဟိုရွှေဖလားလေးရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မန်ယူကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါပဲเนาะမန်ယူကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါပြီးတော့ကျွန်တော်တို့ကအဲ့အဲ့ဒီအတင်ဖြစ်ပေါ်လာပုံဖွဲ့စည်းမှုကအဲ့တော့ကအာဆန်နယ်မှာလက်စွမ်းပြနေတဲ့ကိုသမားကြီးပေါ့နော်ကိုသမားကြီးက ပြောင်းရွှေ့သွားတဲ့အတွက်ကျွန်တော်ဒေါ်မွန်ကနေပြီးတော့ရန်လီမန်ကိုခေါ်ခဲ့ပါတယ်ဒီပစီမန်ပြောင်းရွှေ့သွားတဲ့အတွက်ဒေါ်မွန်ကနေပြီးတော့ရန်လီမန်ကိုခေါ်ခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ကွင်းလေတွေဖြစ်တဲ့အဲပက်ထရစ်ဘီယာရာရောဘတ်ဘီရက်တို့ပြီးရင်တိုက်ဆက်မှုကအွန်နရီတို့နဲ့စတဲ့အစုအဖွဲ့တွေနဲ့အာဆန်နဲ့ကရှုံးပွဲမရှိဖလားဆန်ချိန်ကိုတဆုံးပွဲမရှိ ကစားပြီးတော့ရွှေဖလားကိုရအောင်နိုင်ခဲ့ပါတယ်အဲ့ခစ်တော်က linus ကိုကျွန်တော်ပြောပြပြရစေအဲ့ခစ်တော်က linus က leman ပါမယ်ပြီးရလူရန်ပါမယ်တိုရေးပါမယ်ဂျိုကန်ပဲပါမယ် sle ကိုပါအဲ့ခစ်တော်ကဟိုပါပေါ့တက်ကြီးရဲ့လူတွေကတော့ကောင်းကောင်းမှတ်မိပါမယ်ကျွန်တော်တို့ကကလေးရှိတယ်ကျွန်တော်ဘောလုံးပွဲမကြည့်တတ်သေးဘူးအဲ့တော့ကမတိဘူးအဲ့ခစ်ကိုကျွန်တော်မမိလိုက်ဘူးဒါပေမဲ့ကျွန်တော်ပြန်ဆိုင်ဝင်စားပြီးတော့အခုကျွန်တော်ပေါ်တာကြီးကို ပြောပြရင်လည်းပြန်လဲဝေမျှဖြစ်တယ်အဲ့တော့ကတို့ရဲ့ကျွန်တော်ဘော်ဒါကြီးဆိုတာကျွန်တော်ဒါခင်လုံးမင်လို့ပြောတာကျွန်တော်ရဲ့ကြည့်နေတဲ့လူတွေကမှာအသက်ကြီးရာတွေလည်းပါတယ်အာဆန်နယ်ဘေးသက်တွေဒီဒီခစ်ကိုကောင်းကောင်းမှီလိုက်တဲ့လူတွေပါတယ်ပေါ့နော်အဲ့လူတွေပြန်ပြောပြတာအောင်နားထောင်ခြင်းလို့ဒီဗီဒီယိုလေးကိုတင်လိုက်တာဖြစ်ပါတယ်ဘလို့လဲကျွန်တော်ရဲ့အောက်မှာ comment တချောင်းစီတိတလောက်လေးဝင်မှန်ပြီးရောပြောပြပေးကြပါဦးကျွန်တော်တို့ကတော့အဲ့တော့2000နဲ့ဆိုတာနှစ်တန်းပဲရှိသေးတယ်ဘာလို့မှမကြည့်တတ်သေးဘူးကျွန်တော်တို့စားကြည့်ရတဲ့အချိန်မှာအာဆန်နယ်က ချာမဲ့တို့ပဒနာတို့နဲ့ခက်ပြက်နေတဲ့အချိန်ဖြစ်နေပြီပေါ့နော်ဘမ်ဘာစီတို့ခက်မှာမှကျွန်တော်တို့ဘလုံးဝဆက်ကြည့်ရပါအဲ့တော့ဒီ2000 2003 2003 2004တော့ကျွန်တော်သုံးသမ်းမှရှိတယ်နော်2003 2004တော့ကကျွန်တော်ကမမိပါဘူးဒါပေမဲ့အချက်လက်လေးတွေပြန်လေ့လာပြီးတော့ဟိုဖွင့်နေခြင်းဖြစ်ပါတယ်ဘာလို့လဲညီကိုတွေပြောလာတယ်နားထောင်ကြည့်လို့ပေါ့နော်အဲလူရန်တိုတွေကျမ်းပဲ SLA ကိုပါပါတယ်ကျွန်တော်တို့ကြည့်တဲ့အချိန်မှာ SLA ကိုကချက်စီးမှရောက်နေပါပြီ ခတ်တိုလေးကမန်စီးတီးမှာရောက်နေပါပြီပြီးရဘက်ထရီဘီရာဂီဘာတိုဆေးပါသူတို့ဆိုမမီပါဘူးရွန်ဘတ်တိုမမီပါဘူးပြီးရပြီးရပီရက်မမီပါဘူးအွန်နရီအွန်နရီကတော့တခြားသင်းရနေပြီးအာဆင်နယ်ကတော့မှတချော့ပြန်လာပြီးကစားနေပါတယ်เนาะအဲ့ဒါတော့မှီလိုက်ပါတယ်ပြီးရဘာကတ်မမီပါဘူး အထီးကတော့အဲ့နေ့အဲ့တော့ပွဲတွေမှာအဲ့တော့ပွဲတွေမှာကျွန်တော်ချီချီကျူရမှာကကျွန်တော်ကိုသမားကြီးရန်လီမန်ဖြစ်တယ်ရန်လီမန်ရဲ့စူပါစိတ်တွေကနေပြီးတော့အာဆင်နယ်ကချုံပွဲမရှိဆန်ခြင်းကိုရရယူနိုင်ခဲ့ရပေါ့နော်ပြီးရင်အာဆင်နယ်မှာအကောင်းဆုံးခံစစ်သမားပေါ့နော်တန်နဲ့မြန်နဲ့မာတယ်ပေါ့နော်သူကတော့ဆိုကန်ပဲဖြစ်တယ်ဆိုကန်ပဲနဲ့ပြီးရင်တိုရီးရဲ့အဲ့တော့ခစ်ရှိပြီးရဲ့ကစားပုံတွေပေါ့နော်နောက်အရင်အရင်တော့ကဗျာကစားတာဟိုနောက်တန်းနေရမရှိမတက်ဒီနောက်မှာပဲပ ကိုကာမရာတူလေးတို့လက်ထက်ရောက်တော့မဟုတ်တော့ရှေ့ကိုတက်ပြီးတော့ကိုယ်လည်းခန်းစက်ထိတက်ပြီးကစားပေးတဲ့အကွက်တွေပေါ့နော်ပြီးရင် S လေးကိုကတော့ခန်းစက်မှာတိုက်ဆက်ခန်းစက်တိုက်ဆက်မျှတယ်တိုက်ဆက်လိုက်ပါမှကောင်းတယ်အရင်မြန်တယ်ပြီးရင် S လေးကိုရဲ့နာမည်ကြီးတာကဘာလဲဆိုဖြတ်ချောချောတိုက်တာရောကောင်းပါလေပြီးရင်နောက်တစ်ခုကတော့ KBR တို့ Saver Arsenal ရဲ့ကွင်းလယ်မှာပေါ့နော် Patrick Vieira ကြီးနဲ့တွဲပြီးတော့ Arsenal ကွင်းလယ်ပူချုပ်တယောက်ဖြစ်ခဲ့တယ် ဘရာဇီးသမားဆိုတဲ့အတိုင်းပဲစကေးကောင်းတဲ့ဘောလုံးအမြင်ရှိတယ်ပေါ့နော် VAR ကတော့ Arsenal ရဲ့ကွင်းလယ်ရဲ့ engine ကြီးဖြစ်ပါတယ် engine ဆိုရင်တော့ engine ပေါ့နော် engine ကြီးဖြစ်ပါတယ်ပြီးရင် Pirates Pirates ကတော့စပင်းရှိရှိနဲ့ရုပ်တန်းတန်းနဲ့ပြင်သစ်တောင်ပန်ပြင်သစ်တောင်ပန်တိုက်စစ်ကစားသမားဖြစ်ပြီးတော့ တော်လေးကောင်းတဲ့ကစားသမားဖြစ်တယ်ဗောနော်အလင်းခေါက်တွေအဲဘယ်လိုပြောရမလဲအလင်းခေါက်တွေသူ့ရဲ့ဖြတ်တင်ဘောတွေဖန်နေပေးမှုတွေသူ့ရဲ့ဂိုးရှူးတာတွေတော်တော်မိုက်ပါတယ်ပြီးရင်ယွန်းဘက်ယွန်းဘက်ကတော့ရိုးရှင်းတဲ့ကစားဟန်တဲ့ကစားတယ်အဲကစားခေါက်တွေနဲ့ကစားခဲ့ပြီးတော့အဲ့ကစားခေါက်တွေကိုယွန်းဘက်ဒီလိုလုံးမဲ့တိတိရင်းနဲ့ဟိုတခြားပြိုင်ဘက်ကစားသမားတွေလှည့်စားခံရပါတယ်ဗောနော်ဒါအာဆင်နယ်ရဲ့ဘာကန်တော့အာဆင်နယ်မှာနံပါတ်နံပါတ်10ကိုကစားပြီးတော့အသင်းရဲ့ ကဏ္ဍဝင်ကစားသမားတို့ဦးလည်းဖြစ်ပါတယ်အဲဘာကန်ဘာကန်တဲ့နေရာပါပဲเนาะကိုရီရှူဖန်တီးပေးမှုရောဒါတော့ဘာကန်တို့ဘာလို့ကြောင်းတော့တေချာကြီးပြောပြနေစရာမလိုဘူးပြီးရင် ordinary ordinary ဆိုလဲအဲ့နှစ်ကစုတွေတော်တော်များများရရှိရရှိရဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်ပြီးရင်ဟို Premier League မှာတရားရင်းနဲ့ဂိုး30ရှူတဲ့တက်စစ်ကစားသမားလည်းဖြစ်ခဲ့ရေပေါ့เนาะ အဲအဲ့တော့အဲ့တော့2003 2400ဟန်ချက်တော်တော်လေးကိုညီးခဲ့တဲ့အတင်းတင်းဖြစ်ခဲ့တယ်။အားအကြောင်းမို့လဲရှုံးဝဲမရှိစံချိန်ကိုတင်ပြီးတော့ရွှေဖလားရရှိခဲ့တာဖြစ်တယ်။အဲဟန်ချက်အတင်းတင်းကဟန်ချက်ညီုံနဲ့မပြီးသေးပါဘူး။ကုသိုလ်ကံကန်နေရရလည်းပါပါသေးတယ်။ပြီးရင်တန်းဟိုဟာတန်ရရလူစရင်းနေအတင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာလည်း ပါပါသေးရဲ့အဲ့ခေတ်တော့အာဆင်ဝင်းကားရဲ့အဲအာဆင်နယ်အသင်းကတော်တော်လေးကိုတာမာလိမ့်မယ်လို့ကျွန်တော်ရဲ့မျက်လုံးထဲမှာမြင်ယောင်ပြီးတော့ကျွန်တော်ပြန်ပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့ပွဲတွေမမိခဲ့ပါဘူးကြည်လည်းမကြည့်ခဲ့ပါဘူးဒါရိုက်လိုက်လည်းမကြည့်ခဲ့ပါဘူးနောက်မှလာကျွန်တော်တို့ခက်တစ်ခုရောက်လာတော့မှလာကိုစကိုဟိုင်လိုက်တွေကိုကျွန်တော်တို့ CD ချက်ပြားနေဝယ်ပြီးကြည့်ရတာပါအဲ့တော့ အဒီနေ့အာဆင်နယ်အသင်းကလည်းအဲ့အာဆင်နယ်အသင်းနဲ့ဆင်တူသလားမဆင်တူဘူးလားဆိုတာဟိုကျွန်တော်ကွန်မန့်မှာပြောပေးကြပါအောင်ကျွန်တော်လည်းမသိဘူးအဲဒီနေ့ကျွန်တော်တို့လက်ရှိကြည်နေရတဲ့အာဆင်နယ်အသင်းနဲ့အဲ့ခေတ်တော်ကအာဆင်နယ်အသင်းနဲ့ဆင်တူလားမဆင်တူလားကျွန်တော်သိချင်ပါတယ်အဲဟိုစိတ်တပိုင်းဆိုင်ရာအစကစားသမားတွေအားအစပေါ့နော်အစလေးကိုနဲ့ဂျူနီယာတင်းပါတို့ကဘယ်လိုအနေထားတွေရှိလဲအဲပြီးရင်ဂါဘီယယ်မကာဟင်းနဲ့ဆိုကန်ဘဲတို့ကဘယ်လိုနေလဲ အဲပြီးရင်အခုဒီကလန်ရိုင်းနဲ့ဘီအေယာအဲဆူပါမန်ဒီနဲ့ဒီပါတို့ဆေးပါအဲ့လိုမျိုးပေါ့တိုက်ဆက်မှာဆိုတော့ရော့ကာရက်နဲ့အွန်နရီပေါ့အဲ့လိုမျိုးတွေကျွန်တော်ပြောပြပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့မနက်ခင်းရတော့အာဆင်နယ်2003 2004နေပြီးတော့အခုချိန်ဒီအင်္ဂလန်မှာဖန်ကြီးမချိုးနိုင်သေးရဲ့ရွှေဖလားကိုရရှိတဲ့အကြောင်းလေးကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်ရကြရင်ကျွန်တော်နောက်ထပ်ထူးခြားတဲ့အစီအစဉ်တွေနဲ့ကျွန်တော်ထပ်လာပါအောင်မယ်အဲ့တော့ဒီနေ့ဒီနေ့အာဆင်နယ်က အာဆနယ်ရွှေဖလားရတဲ့အကြောင်းပြောရခြင်းဟာကျွန်တော်ပြောပြမယ်ချန်ပီယံလိဖလားပရီးမီးယားလိဖလားအတင်းတိုင်းရယူနိုင်ပါတယ်အတင်းတိုင်းလွယ်ပါတယ်ဒီလိုမျိုးရွှေဖလားကိုတော့ရအောင်စူးစမ်းကြပါပြီးရင်နောက်တစ်ခုတချို့အတင်းဖန်တွေကိုဒိတ်ဒိတ်ဒိတ်တေးသေးတယ်ဘောနော်အုံနောက်အုံနောက်တွေရဲ့ တင်းဖန်နေပြောကြပါလိမ့်မယ်ရှမ်းယူနိုက်တက်တောင်ရတယ်လို့ဆိုပါ supporting less bone တော့ရတယ်လို့ရှမ်းယူနိုက်တက်ရလဲသူတို့ရွှေဖလားရွှေတိုင်းစုရွှေဖလားမပေးပါဘူး supporting less bone ချုံဝဲမရှိစံချိန်နဲ့ရလဲသူတို့ရွှေဖလားမပေးပါဘူးဘာလို့လဲဆိုတော့သူတို့လီတွေကရမ်းွယ်လို့ပါ premier league မှာရတယ်ဆိုရင်တော့မဖြစ်မနေရွှေဖလားပေးကိုပေးရမှာပါအဲ့ဒါလေးတခုတော့ကျွန်တော်မှတ်ထားစေချင်ပါတယ်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ နောက်ရက်တင်မှာလဲတခင်း football တဲ့ AI YouTube channel နဲ့တခင်းတတော်ကနေပြီးတော့ဘယ်လိုထူးခြားတဲ့စီစဉ်တွေထပ်ပြီးရောပြောပြအောင်မလဲ Arsenal အကြောင်းပဲပြောမလားနောက်ထပ်ဘောလုံးအကြောင်းညာလေးပြန်ပြောမလားဆိုတာတော့မနက်ခင်းတိုင်းမှာစောင့်ကြည့်ပေးပါဦးကျွန်တော်ရဲ့ YouTube channel လေးနဲ့အဲတက်တော့အကောင့်လေးကို like and follower မလုပ်ရသေးရင် like လေးတွေ follower လေးတွေ subscribe လေးတွေလုပ်ပြီးတော့အားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်